မြန်လိုင်းနဲ့ပတ်သက်ပြီးမှဥစဉ်ပြောကြတာပေါ့နော်မြန်လိုင်းနဲ့ပတ်သက်ပြီးမှနည်းနည်းလေးတုံ့တက်ကြတာပေါ့ဗျာဝေဖန်တာတော့မဟုတ်ပါဘူးနော်မြန်လိုင်းဆိုလို့ရှိရင်ဒါတတိယအကြိမ်ဒုတိယအကြိမ်အဲ့ဒီနေရာမှာဆိုတော့ဒုတိယအကြိမ်လို့ပဲပြောရမှာဗျာနော်ဒုတိယအကြိမ်လို့ပြောရမှာအဲ့တော့ဥစဉ်တို့ဒုတိယအကြိမ်မှာတော့မှနော်အမနေ့ကဥစဉ်တို့ကြားလိုက်ရတယ်ဥစဉ်တကာပေါ့နော်ဥစဉ်ရဲ့ဒီဟိုပါပေါ့အေးစတာကလည်းပြုစုလုပ်နေတဲ့တကာဥစဉ်စီကိုအလဲလာတာပေါ့နော်စစ်သားကြီးကနေပြုစစ်လုပ်နေတယ်ဒါဥစဉ်စီကိုအလဲလာတဲ့အခါမှာသူဒီ နေရဒါဦးစင်းစစ်17ခွဲလောက်17ခွဲလောက်မှာဖြစ်ပုံကြတယ်နော်17ခွဲလောက်မှာဖြစ်တယ်မိုင်တိုင်းတော့20နဲ့မှာ6မိုင်နဲ့မှာ4ဖာလောက်လောက်မှာဖြစ်တယ်လူလာတော့မှတမိုင်လောက်မှာဘုန်းကြီးရဲ့တပိတော့ပြန်လှည့်သွားပြီဗျာတဲ့ဒီမှာတပိတော့တဲ့ကလေးရောပါတော့ဘယ်မှလဲပါတော့တဲ့ရှေ့မှာတပိတော့တို့တို့လို့ဖြစ်နေတယ်ဗျာတဲ့အာထိတွေ့မှုဖြစ်နေတယ်တဲ့ဟုတ်လားဦးစင်းတို့ရဲမင်းကလည်းကလည်းနေချင်မှာဒီကားသေးရဲမင်းရဲ့ကားသေးတော့ဖြစ်တယ်ဆိုတော့နည်းနည်းတော့ဦးစင်းကထူးဆန်းနေတယ်ဒီဆက်မှာဖေးအသီးမြန်းရှိနေမလား တည်တိမရှိနေဘူးလားဒီချိန်ကြီးမှာဒီလိုဒီလိုနေရာလာပစ်တယ်ဆိုတော့အဲ့တော့ဒီ language လို့ပဲပြောရမှာထင်တယ်ဒီနေရာเนาะအဲ့တော့နေပြီးမှအဲ့တော့ဥစဉ်ခဏခဏပြောတယ်ဖဲသီးတွေကိုဥစဉ်ကနည်းနည်းလေးကြောက်တယ်လို့ဖဲသီးတွေကရုံမာတဲ့နေရာမှာရောပါရောရုံမာတဲ့နေရာမှာကန်းကုန်းအောင်ရုံမာကြတာဟုတ်တယ်ဒီနိုင်ငံရောတစ္ဆာဆိုနိုင်ငံတစ္ဆာရှိရမှာဘာလို့ဆိုတော့မသိတော့ဘူးမသိတော့ဘူးသူတို့တွေရဲ့ ထားတော့ဒါဥစဉ်ပြောတော့ပါဘူးเนาะမစစ်ဆွဲရှင်ပါဘူးเนาะအဲ့တော့ဒီရဲလက်ကင်းလိုက်တဲ့ဒီကားလေးကိုလာတဲ့ချိန်မှာတကားလေးကိုပြည့်ပြည့်တယ်ဆိုတော့လည်းတော့ထူးဆန်းတော့ဗျာအဲ့စစ်စစ်ရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့အဲ့တော့ဥစဉ်တော့အမြန်လမ်းကိုအာချိုးရတော့ရေးကြပါတယ်ဆက်မှာဟာအမြန်လမ်းကိုတက်လာတယ်လေအမြန်လမ်းကိုနောက်ကနေရှင်းလင်းနေနောက်ကနေရှင်းတော့ပြေးတာမှကိုမှုန့်နေတာပဲရေးကြပြေးတာမပြေးတာအသာထားအမြန်လမ်းပေါ်တက်လာတယ်အမြန်လမ်းပေါ်တက်စကင်းကဲနဲ့လက်ကင်းကိုပြစ်တယ်အဲ့ဒီကလေးကကိုအမြန်လမ်းပေါ်တက်လာပြီဆိုကလေးကကိုဒီပြေးတဲ့ကိုဓာထင်းတဲ့ကွာလို့ပြောသွားတယ်အတူတူပဲ မလို့ဒါထင်တယ်ကွာလို့ခီးသူတွေထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲခီးအေးကြမ်းကြမ်းသွားကြည့်နေခီးသွားပြည်သူတွေအတွက်ထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲအမှန်ပဲအမှန်တရားငင်းပဲလို့မြင်